မိမတွေကတော့မကုန်နိုင်အောင်ချမ်းသာတာကြောင့်ထမင်းစားရင်ရွှေစုံရွှေခင်းနဲ့သာစားခိုင်းတဲ့ရွှေကြိုမိမိလေး2024အကယ်ဒမီပေးပွဲတွေရွေးချယ်ခဲ့တဲ့ရွှေကြိုတွေကအရင်နှစ်တွေနဲ့မတူဘဲထူးခြားကွက်ပြားလို့နေတာပါရွှေကြိုဖြစ်ရွေးချယ်လိုက်ပြီးဆိုတော့ကခရက်တွေကလည်းတမျိုးတမျိုးကိုမှထားကြတာပါတယောက်တမျိုးပွဲရှာလို့မပြီးနိုင်အောင်ကိုဖြစ်နေကြသလိုအကယ်ဒမီပေးပွဲပြီးသွားတဲ့အချိန်ထိကိုလည်းပွဲရှာတာကမပြီးနိုင်သေးတာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်မှာတော့ရွှေကြိုမယ်လေးဖြစ်တဲ့မိမိလင်းကသူချမ်းသာကျဲဝါကြောင့်ကို ။တစီတန်းတန်းချပြလာခဲ့ပါရီ။မိမိလင်းဟာမိကေဖြစ်သူရဲ့ပံမိုးပေးမှုတွေနဲ့ရွှေချိုဖြစ်လာခဲ့တာပါ။တော်လက်တဲ့အမူအရာတွေနဲ့အရွှေနေမလိုက်အောင်စကားလဲတက်တာမို့အကယ်ဒမီရွှေချိုတိုင်းတွေကစိုက်နေတက်ခဲ့တာပါ။ပြိုင်ပွဲမှာတော့ငါကြွားတဲ့ item ကိုတရုပ်ဆောင်ပြတာကောင်းတယ်လို့လက်တွေ့မှာလည်းရှိကိုရှိတိုင်းချမ်းသာတာကိုချမ်းသာတဲ့အတိုင်းလူသိအောင်ထုတ်ပြောနေတတ်တာပါမိမိလေးကတရုပ်ဆောင်တယောက်အနေနဲ့စတင်စူးစမ်းနေတာဖြစ်ပြီးဇကားတွေရိုက်ဖို့လည်းလုံပန်းနေတာပါအနုပညာလောကမှာဝင်တိုးတော့မှာဖြစ်တဲ့အတွက်လွဲချက်တွေလည်းရှန်းကုန်များပါရီ မင်းသမီးတယောက်ရဲ့ဂုံလေးညီအောင်နေထိုင်ဖို့အတွက် branded ပစ္စည်းတွေတမိုးကြီးပစ္စည်းတွေကိုဝယ်ရပါတယ်။အခုလိုလေးဝယ်ဖို့အတွက်ကိုမိမိလေးဟာသူကိုယ်တိုင်ရှာကြရစရာမလိုပါဘူး။မိခင်ဖြစ်သူနဲ့ဖခင်ဖြစ်သူကသာအကုန်လုံးထောက်ပံ့ပေးတာပါ။မိဘတွေကစီးပွားရှာတော်တဲ့သူတွေဖြစ်တဲ့အတွက်သူတို့ဂျင်နာမန်သမျှကိုအကုန်ဝယ်ပေးနိုင်တာပါ။ကားဆိုကလဝိယနာဆိုလဝိယနာဘာမဆိုအကုန်တောင်းနိုင်ရှာပါရီ။အခုလိုတောင်းနိုင်ရှာအောင်လေးမိမိလေးဘက်ကနေပြည့်တိတတာမျိုးရှိပါရီ။ ဲ့ဒါကတော့မိမိလင်းကမိဘတွေဝင်ဝေကောင်းအောင် ရွှေစိုးနေနဲ့ထမင်းပြန်စားခိုင်းတာပါရွှေစိုးနေကိုတော့ငါထမင်းစားရည်ဆိုရင်စီးပွားရေးမှာလက်ရှိတယ်လို့မိမိလင်းတို့မိသားစုကယုံကြည်ကြပါတယ်ဒါကြောင့်မလို့မိဘတွေကရွှေစိုးနေနဲ့ထမင်းစားမှစီးပွားရေးပိုကောင်းကဝင်ဝေပိုတော်ပြီမိမိလင်းကတွေးထားတာပါဒါမှသာသူတို့ချင်းနဲ့တင်ဟာကြော်တဲ့သုံးဆောင်ပစ္စည်းတွေကိုပူစားခြင်းနဲ့ပူစားနိုင်မှာကြောင့်ဖြစ်ပါရည်။မိမိလေးတို့အိမ်မှာရွှေစိုးနေကလည်းအများကြီးရှိတယ်လို့ထုတ်ပြောလာခဲ့ပါရည်။ ရွှေတွေမကားပဲနဲ့ရွှေခင်းတွေနဲ့ရွှေသုံးဆောင်ပစ္စည်းတွေကိုစောင့်ထားတာပါ။အတိတ်နမိတ်တွေကောင်းအောင် ရွှေသုံးနဲ့မိမိလေးတို့အိမ်ကိုအချို့တွေကလည်းအလဲသွားကြမှာရီ။ရွှေစိုးနေကိုအသေးကြီးစုံထားကမိဘတွေစီဝါရေးတအောင်မိမိလင်းကဘေးနာကနေစားခိုင်းတာဖြစ်ပါရီ။မိခင်နေဖခင်ဖြစ်သူကိုသာရွှေစိုးနေစားခိုင်းတာဖြစ်ပြီးသူမတို့မောင်မောင်နှယောက်ကတော့ရွှေစိုးနေမစားဘူးလို့သိရပါရီ။မိမိလင်းကပစ္စည်းတွေဝယ်နေရတာကိုကြိုက်တာမလို့ဘာမမြင်ကိုလုံးချင်နေတာပါ။ ဒီလိုလိုဝဲချက်တွေကိုလည်းမိခင်ဖြစ်သူကပဲကုန်ဖြည့်ဆည်းပေးနေတာပါ။ဒါကြောင့်မလို့မိမိလေးတွေဖခင်ဖြစ်သူနဲ့မိခင်ဖြစ်သူငွေရှာပေးနိုင်ဖို့ကအရန်ကိုရည်ကြည်ပါရီ။မိမိလေးဟာအသက်ငယ်ငယ်နဲ့သိညာချီတန် branded အိတ်တွေကင်က racket တယောက်နေနဲ့ခြေပြနိုင်တာပါ။မိမိလေးဟာမင်းသမီးဖြစ်စဉ်နဲ့မိခင်ဖြစ်သူရဲ့ဆန္ဒကိုလည်းအကောင်းဆုံးဖြည့်ဆည်းပေးသွားမှာပါ။အရေးကြီးရှိအောင်လေတစင်းချင်းစူးစမ်းကတယောက်ဆောင်တယောက်ဖြစ်အောင်လုပ်မှာပါလို့ပြောထားပါရီ။ ိမ်မှာရွှေစွန်းတွေများကြီးရှိတဲ့မိမိလေးတို့မိသားစုကိုအားကြလားဆိုတာပြောခဲ့ပေးပါအောင်ရှင်အစောနေ့တရှိွားပေးခဲ့ကြတဲ့တယောက်ချစ်စီတိုက်ကိုကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာအကောင်းတဲ့ဆယ်လီတွေနုပညာရှင်တွေရဲ့ဒိဋ္ဌိနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တွယ်မမေ့ကြပါနဲ့အောင်ရှင်